မင်္ဂလာပါခင်ဗျာဒီနေ့သင်္ကန်းမှာတော့ကျွန်တော် Python ကို library ကိုအသုံးပြုပြီးတော့ Python programmer ရဲ့နေတဲ့ဖြင့် Mongo database ကိုဘယ်လို manipulate ပြုလုပ်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်သင်ပြသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးကျွန်တော်တို့မလုပ်ရမလဲဆိုရင်ကျွန်တော် Python ကို library ကိုကျွန်တော် install ပြုလုပ်ရမှာဖြစ်ပါတယ်ဆိုပုံမှန်တိုင်းပဲကျွန်တော် terminal ကနေတဲ့ဖြင့် pip install py mongo ဆိုပြီးတော့ကျွန်တော် install ပြုလုပ်ပါမယ်ကျွန်တော်ဒီကွန်ပျူတာမှာတော့ကျွန်တော် install ပြုလုပ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော် requirement already defined လုပ်ပြီးတော့ကျွန်တော်ပေါ်နေမှာပဲဖြစ်ပါတယ်ဒါကြလို့မရှိဘူးဆိုရင်တော့သူက install ပြုလုပ်သွားမှာဖြစ်ပါတယ် install ပြုလုပ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော် library ကို import ပြုလုပ်လို့ရပါပြီဟုတ်ပြီတော့ဘယ်လိုလုပ်မလဲဆိုတော့ payment ကို import mongo client ဆိုပြီးတော့ကျွန်တော်ရေးမှာပဲဖြစ်ပါတယ် မွန်ဂို client အကြောင်းဘာလုပ်မလဲဆိုရင်ကျွန်တော်ဒီမွန်ဂို database server နဲ့သူကချိတ်ပေးတာပဲဖြစ်ပါတော့ဒီမှာဆိုမွန်ဂို database ဟိုပုံမွန်ဂို combat ဖွင့်လာတဲ့ database ဘယ်နောက်ခုရှိလဲဆိုတော့ admin config local mindb2 testing file ဆိုပြီးရှိဟုတ်ပြီကျွန်တော်သူနဲ့ကျွန်တော်ချိတ်ချိတ်တဲ့အခါမှာကျွန်တော် variable name တစ်ခုပေးရမယ် cnd client ဆိုပြီးတော့ပေးလိုက် တိုက်တဲ့နာမည်ပေးလို့ရပါဘူး client မှာမဟုတ်ပါဘူးပိုင်မွန်ကိုမွန်ကို client ဆိုလို့ရေးမှာဒီနေရာမှာကျွန်တော် twin တစ်ခုရေးရမှာလို့ဖြစ်ပါတယ်ဒီ MongoDB ပြီးတော့ SNS နဲ့ပြီးတော့ local hop ပေါ်ကတော့2030ဆိုပြီးတော့ရေးရမှာပဲဖြစ်ပါတယ်2030ဆိုပြီးတော့တော့ရေးလိုက်မယ်ဒီပြီးတော့အောက်ကနေပြီးတော့ထိတ်ဆက်မှုအောင်မြင်အောင်မြင်လားမအောင်မြင်လားသိအောင်ကျွန်တော် run ကြည့်လိုက် temp program ဆိုပြီးတော့တော့ယူလိုက်မယ်ဟုတ်ပြီเนาะ program လေးကိုတော့နှောင်းကြည့်လိုက်ပိုင်းတော့ example ပိုင်းမုံကိုဆိုပြီးတော့ line လိုက်မယ်ဆိုရင်တော့ temp program ဆိုတော့ချိန်ဆမှုအောင်မယ်ဟုတ်ပြီတော့ချိန်ဆမှုအောင်မြင်သွားပြီဆိုတော့ပထမဆုံးမလုပ်ရမလဲဆိုရင်တော့ဒီထဲက database တစ်ခုဟိုတော့ယူချက်ပြီးတော့တော့ချိန်ဆမှုအောင်မယ်ဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အစ်စ်တီဆောက်လိုက်အစ်စ်တီဆောက်လိုက်เนาะဒီမှာဆိုရင် တော့ဘာတိဆောက်မလဲဆိုရင် MyDB ဆိုပြီးတော့ပဲကျွန်တော်တိဆောက်လိုက်အဲ့တော့ကျွန်တော်ဘာရေးမလဲဆိုရင် database DB ဆိုပြီးတော့ကြိုက်တဲ့နာမည်ပေးလို့ရတယ်ပြီးတော့ client foos.mydb ဆိုပြီးတော့ကျွန်တော်ရေးလိုက် client foos.mydb ရကြတော့သူကဘယ်လိုလုပ်လဲဆိုရင်ရှိရင်ရှိပြီးသားဟုတ်ရှိပြီးသား database ကိုတုံးသွားတယ်မရှိရင်သူကအစ်စ်တိဆောက်သွားတာပဲဖြစ်ပါဒီမှာဆိုရင်ကျွန်တော်တို့အစ်စ်တိဆောက်အောင်ပါဒီမှာ မရှိလို့ဖြစ်ပါတယ်ဟုတ်ပြီ database တိဆောက်ပြီးသွားရင်သူထဲ database ထဲမှာကျွန်တော် collection တစ်ခုတိဆောက်အောင် collection ရလဲဟိုဒီတိုင်းမှာရှိရင်ယူတော့မယ်မရှိရင်တိဆောက်သွားမယ်အဲ့တော့ကျွန်တော် my co and collection ဆိုပြီးတော့ variable name ပေးလိုက်မယ်ပြီးတော့ db push dot my user ဆိုပြီးတော့ကျွန်တော်ပေးလိုက် USD ရ user ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်သူက MyDB ကမရှိတဲ့အတွက်တိဆောက်သွားမယ် MyDB ထဲမှာ MyDB ဆိုတဲ့ database ထဲမှာလည်း MyDB မရှိရင်သူကတိဆောက်သွားမှာလို့ဆိုပါဟုတ်ပြီကျွန်တော်ပထမဆုံးတော့မလုပ်မလဲဆိုရင် MyDB ဆိုတဲ့ collection ထဲမှာကျွန်တော် data တစ်ခုမှတစ်ခုထည့်ဘယ်လိုထည့်နိုင်လဲဆိုရင်တော့ variable name နာမည်က my collection food.irsrt insert 1ဆိုတဲ့မတက်ကိုတုံးပြီးတော့ကျွန်တော်ထည့်လို့ရပါတယ်။ insert 1မတက်တော့တုံးတဲ့အခါမှာကျွန်တော် dictionary data type ပုံမှန်မျိုးနဲ့လုံးထည့်ရမှာပဲဒီမှာ notification နဲ့ရေးလိုက်ပြီဒီကတော့ column ဒီ name မှာ name ဆိုပြီးတော့ပေးလိုက်မယ် name ကိုကျွန်တော်မောင်မောင်ဆိုပြီးတော့ပေးလိုက်မယ်ပြီးတော့ရင်ကျွန်တော် GRAD grade ကိုကျတော့ကျွန်တော်အတန်းကိုကျတော့စစ်တန်းပေးလိုက်မယ်ပြီးတော့ရင်ကျွန်တော် column fee set ကြီးရကားဆိုပြီးတော့ပေးလိုက်မယ်သူ့ကိုတော့ကျွန်တော်ခုဖို့ bullet မျိုးစာဖြစ်တဲ့အတွက်ကျွန်တော် TRG ဖြူဆိုပြီးတော့ကျွန်တော်ပေးလိုက်ဟုတ်ပြီအဲ့ဆိုရင်တော့ program လေး run လိုက်မယ်ဆိုရင် ဘာဖြစ်ရမလဲဆိုရင် MyDB ဆိုတဲ့ database နဲ့တိဆောက်သွားမယ်အဲ့ MyDB ဆိုတဲ့ database ထဲမှာ MyUser ဆိုတဲ့ collection နဲ့အသစ်တိဆောက်ရမယ်အဲ့ collection ထဲမှာကျွန်တော်တို့ဒီ document တစ်ခုဝင်နေရမှာပဲဖြစ်ပါတယ်ပို့ပြီးလောဖိတ်လိုက်ပြီး program လေးကိုကျွန်တော် run လိုက်တော့ and program ဆိုဆိုလိုတာတော့အောင်မြင်သွားပြီအဲ့တော့ကျွန်တော်ဒီထဲမှာရှိမရှိကြည့်လိုက်မယ်ဒီမှာ display တော့ပြေးကြည့်လိုက်မယ် ဒီမှာဆိုရင်တော့ပေါ်လာပါ mind tv ဆိုပြီးတော့တော့အစ်စ်ပေါ်လာပြီတော့ထောက်လိုက်မယ် mind user ဆိုတော့ကျွန်တော်ဒီမှာရေးထားတယ် mind user ဆိုတော့ collection တစ်ခုရှိတယ်အဲ့ထဲမှာတော့ပါရှိရမှာဒီမှာမောင်မောင်8 shoe ဆိုပြီးတော့ရှိဆိုလိုတာ insert 1ကိုအသုံးပြုပြီးတော့တစ်ခုမှတစ်ခုတော့ထည့်လို့ရတယ်နောက်ထပ်ကျွန်တော်ဘာထပ်ရှိနေလဲဆိုရင်ကျွန်တော် database တဲ့ဒီ mongo client နဲ့မှာ database ဘယ်နှခုရှိလဲကိုကျွန်တော်ကြည့်လို့ရတယ် အဲ့ဘယ်လိုကြည့်နိုင်မလဲဆိုရင်ကျွန်တော်ဒီကောင်းကိုကျွန်တော်ပိတ်လိုက်မယ်တော့ထပ်မထည့်တော့ဘူးပေါ့ဟုတ်ပြီကျွန်တော်ဘယ်လိုကြည့်နိုင်မလဲဆိုရင်တော့ print နဲ့တန်းထုတ်လိုက်လိုက်မယ် cni end client push.net database name ဆိုပြီးတော့မတ်တပ်တစ်ခုရှိပါတယ်မတ်တပ်ဆိုကိုယ်သားကိုယ်မိုင်တောင်းရမယ်အဲ့ဆိုရင်ကျွန်တော်အနာခေါက်လိုက်မယ်ဆိုရင်တော့ database name တွေပေါ်လာမှာ admin ဆိုတဲ့ database ရှိတယ် corporate local mindtv mindtv ရဲ့ကျွန်တော်ခုမှတိဆောက်လိုက်တာ mindtv 2ကတော့အရင်ကလေးအစီအစဉ်က testing file လည်းအရင်ကလေးအစီအစဉ်အဲ့လိုပဲကျွန်တော်တို့ဒီ db ဆိုတဲ့ဟို database ထဲမှာ collection ဘယ်နှခုရှိလဲကျွန်တော်သိနေလဲဆိုရင် pi နေပြန် db foo. list ဟို collection name ဆိုပြီးတော့ကျွန်တော်ကြည့်လို့ရပါတယ်ကျွန်တော်ဒီ ခြေနေမှာဆိုရင် my user ဆိုတဲ့ collection အခုပဲရှိရတော့ဟိုလက်ထဲမှာ my user ဆိုပြီးတော့ဟိုပြနေမှာပဲဖြစ်တာဟိုဒီမှာဆိုရင် my user ဆိုပြီးတော့ဟိုအခုပဲရှိနေတာပဲဖြစ်ပါဟုတ်ဘူးတော့တကယ်လို့ဒါတော့ကျွန်တော်သိကျင်တဲ့အခါမှာကြီးတကယ်လို့ကျွန်တော် data တွေအများကြီးထည့်တင်နေဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင် insert money ဆိုတဲ့ method ကိုတောင်းရမှာပါဟုတ်ပြီကျွန်တော်ဒီ dictionary လေးကိုတော့ copy ပေးလိုက်မယ်အင်းစမန်နီတုံးတဲ့အခါမှာဘလို data ထွက်ချပုံစံနဲ့သုံးမလဲဆိုရင်ကျွန်တော်တို့လေ့တစ်ခုပဲမှာ dictionary ထည့်ကျင်တဲ့ dictionary ကျွန်တော်တို့ခန့်များများကျွန်တော်ထည့်ထားမှာဖြစ်ပါဟုတ်ပြီကျွန်တော်လေ့တစ်ခုတိဆောက်လိုက်မယ် my data ဆိုပြီးကျွန်တော်တိဆောက်လိုက်မယ်လေအဲ့လေထဲမှာဘာရှိနေလဲဆိုရင်ကျွန်တော်ထည့်ကျင်တဲ့ document မျိုးစားလေးကျွန်တော်တို့ document ဒါဆိုရင်ကျွန်တော်တို့ document တစ်ခုဟုတ်ပြီကျွန်တော်မောင်မောင်ကရှိပြီးသားဖြစ်တဲ့အတွက်မောင် ချစ်သုံးတော့ပေးလိုက်မယ်။ဂရိတ်ကကျွန်တော်ဒူးပေးလိုက်မယ်။ဆက်ကားနေရာမှာကျွန်တော် FAN C4 ဆိုပြီးကျွန်တော်ပေးလိုက်။ဟုတ်ပြီကျွန်တော်နောက်ထပ်တစ်ယောက်ကိုလည်းတော့ copy ပေးလိုက်မယ်။ဒါပတ်ပေးလိုက်မယ်တော့ဘယ်နှယောက်လောက်ထားလိုက်မလဲဆိုရင်ဟုတ်ဟုတ်အလောက်လောက်ထားလိုက်။မောင်ချစ်ပြီးတော့ရင်ကျွန်တော်မောင်ကျော်ပေးလိုက်မယ်။သူ့ကိုကြတော့မောင်စော် မမဆိုပြီးတော့ကျွန်တော်ပေးလိုက်မမပြီးသွားရင်မ C A A W ချောသူတို့ကိုကျွန်တော်ခဏလေးကြိုက်တာလေးကျွန်တော်ပေးလိုက်မယ်နောက်ဒီမှာဆိုရင်ထုတ်ပေးလိုက် ုတ်တော့ဒီဒီမှာဆိုရင်ကျွန်တော် my data ဆိုတဲ့လက်ထဲမှာတင်ရှင်နေအများကြီးရှိတယ်ဟုတ်ပြီသူ့ကိုကျွန်တော်တက်ပြီးတော့ collection နဲ့ကိုကျွန်တော်ဘယ်လိုထည့်မလဲဆိုတော့ထည့်ခြင်းနဲ့ collection နဲ့ my collection ပို့တော့ INFERT insert mining ဆိုတာမှတ်တ်ကိုတော့မယ်မှတ်တ်ဖြစ်တဲ့ကျွန်တော်ကိုမထည့်မယ်ပြီးတော့သူ့ကိုထည့်မယ် my data ကိုကျွန်တော်တို့ထည့်မယ်ဆိုပြီးတော့ကျွန်တော်ပြောလိုက်ဟုတ်ပြီတော့ save လိုက်မယ် run လိုက်မယ် ဒီမှာဆိုရင်တို့ my data ဝင်ပုံဝင်ကျွန်တော်ကြည့်ကြည့်လိုက်ပါမယ် reflect တော့ပေးလိုက်မယ်ဆိုရင်ဒီမှာတို့တွင်းလိုက်တဲ့ data တွေတော့ဝင်သွားပါနောက်ဆုံးတော့ကျွန်တော်တွင်းထား mature 22 four မဆိုမကျော်22 four ရောက်နေပါဒါတော့ကျွန်တော် collection ထဲမှာတို့ document တွေတော့ထည့်သွင်းနေမှာဖြစ်ပါဟုတ်ပြီတော့နောက်ထပ်ဘာလုပ်လို့ရလဲဆိုရင် တော့ data တွေကိုတော့ရယူมาပဲဖြစ်တော့တော့ပုံမှန်ပုံမှန်အတိုင်းပဲကျွန်တော်တို့ရေးလိုက်မယ် AIF ဆိုပြီးကျွန်တော်ရေးလိုက်မယ်ကျွန်တော်တို့ဒီမှာဆိုရင် data တစ်ခုမှဗနာခုရှိတယ်ကျွန်တော်6ခုရှိအဲ့6ခုကိုကျွန်တော်ဘလို့ဆွဲပြီးတော့ရယူမလဲဆိုရင်တော့ collection name က my collection ဆိုပြီးတော့ variable name ပေးတာတကယ်တမ်း collection name ကကျွန်တော် my user ပါပြီးတော့ရင် file ID ဆိုပြီးတော့ကျွန်တော် data ရေးလိုက်ရေးပြီးတော့ရင်တော့အကုန်လုံးယူနေတာဖြစ်တဲ့တော့ကျွန်တော် Twitter ကိုကျွန်တော်အလွန်လေးပဲထားလိုက်မယ်ပုံပြီးကျွန်တော် print ထုတ်ကြည့်လိုက်မယ် ANS ဆိုပြီးတော့ရေးလိုက်မယ် program ကိုတော့ run လိုက်မယ်တော့ဒီမှာဆိုရင် Python ကိုတော့ object တစ်ခုထွက်လာဒီကောင်ကတော့ဗာလဲဆိုတော့ဒီကြတွေပဲဖြစ်တယ်သူထဲက data တွေကိုကျွန်တော် for loop တုံးပြီးတော့ကျွန်တော်ဆွဲထုတ်လို့ရတယ်အတူကကျွန်တော်လိုချင်တာဟို document တွေဖြစ်တယ်သူက for i n e r s ဆိုပြီးတော့ရေးလိုရတယ် CRI ဒီဘက် i လို့ရေးလိုက်မယ်ဆိုရင်ဘာတွေထွက်လာမလဲဆိုရင်ကျွန်တော်ဒီဘူးမှတ်နေတော့ထွက်လာပါတယ်။တော့ဒီမှာဆိုရင်မချောအောင်တော့ဟုတ်ပြီ။ဘလို့ပုံမှန်နဲ့ပြန်ထွက်ပြီလဲဆိုရင် definitely ပုံမှန်နဲ့ပဲကျွန်တော်ပြန်ထွက်ပေးတာပဲဖြစ်ပါဟုတ်ပြီတကယ်လို့ကျွန်တော်ဒီ ID ကိုကျွန်တော်မပေါ်ခြင်းဘူးဆိုရင်တော့ဟိုမုံကုန်မှာသူနဲ့ကလည်းလိုပဲဒီနားလေးမှာကျွန်တော်က ID ဆိုပြီးတော့ကျွန်တော် ီတို့ဆိုတော့ကျွန်တော်ရေးလိုက်မယ်ပြီးတော့ရင်တော့စိတ်ပြီးတော့ print ပြန်ဖို့ program ပြန်သွားလိုက်မယ်ဆိုရင်ကျွန်တော် ID ဆိုတော့ key name ဟိုမပါတော့ဘူးပဲဆိုတော့ဒါကတော့ကျွန်တော် ID ကိုဆွဲထုတ်တာဟုတ်ပြီကျွန်တော်ကဒီမှာဆိုရင်ဘသူတွေကိုပဲထုတ်ချင်တယ်ဆိုရင်ကျွန်တော်30အောက်ငယ်တဲ့ data တွေကိုယူချင်တယ်30အောက် data ငယ်တဲ့ data တွေဆိုရင်မောင်မောင်ရယ်မောင်ချစ်ရယ်ပဲရှိရဒီမှာ4နဲ့10ပဲမဟုတ်ရှိဟုတ်ပြီ ို့ဘယ်လိုဆွဲယူလုပ်ရမလဲဆိုရင်ကျွန်တော် Twitter ရေးရမယ် Twitter ရေးရမှာဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်ဘယ်လိုထားလို့မညာတော့ဘူးဘယ်လိုရေးမလဲဆိုရင်ကျွန်တော် Twitter မှာဘယ် column name နဲ့ဖွင့်မလဲဆိုရင် grade ဆိုတဲ့ key name နဲ့ကျွန်တော် Twitter မှာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ G R A D E grade ဆိုပြီးတော့ရေးမယ်ကျွန်တော်လိုချင်တာကဘာလဲဆိုရင်30အောက်ငယ်တဲ့ဟာအဲ့ဒီတော့ကျွန်တော်နောက်ထပ် Twitter တစ်ခုရေးမယ်ဒေါ်လာဆိုင်လေးကျွန်တော်ရေးမယ် လက်တန်းဆိုပြီးကျွန်တော်ရေးလိုက်မယ်လက်တန်းရေးပြီးတော့အဲတော့ဘုသူထငယ်ကျင်လာနော်30အောက်ငယ်ကျင်လာဖြစ်တဲ့တော့30ဆိုပြီးတော့ကျွန်တော်ရေးလိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာတွေပဲထွက်လာမလဲဆိုရင်မောင်မောင်ရင်ကျွန်တော်တို့မောင်ချစ်ရယ်ပဲထွက်ပါမှာဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက်ဒီမှာဆိုရင်မောင်မောင်ရင်မောင်ချစ်ရယ်ပဲတော့ထွက်လာပဲဖြစ်ပါဒါတော့ကျွန်တော်စစ်တာကိုတုံးပြီးတော့ကျွန်တော်ဆက်သွားပဲဖြစ်ပါ နောက်တော့ကျွန်တော်ဘာရှိသေးလဲဆိုရင်ကျွန်တော်အထိတ်ပေးတာပါအထိတ်ပေးတာအထိတ်ကကျတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ပုံမှန်တိုင်းပဲအထိတ်ပေးတယ်တော့ဒီမှာဆိုအထိတ်1ကိုတုံးပြီးတော့ကျွန်တော်တုံးတယ်ဥပမာကျွန်တော်နာမည်မောင်မောင်နဲ့ညီတဲ့လူကိုကျွန်တော်က grade ကိုကျွန်တော်အစဲထားတယ်နဲ့ဆိုရင်ကျွန်တော် grade ဘယ်လိုလုပ်မလဲဆိုရင်ဘယ်လိုကျွန်တော် fit ရမလဲဟုတ်ရေးလိုက်မယ် my collection food store အတိတ်1ဆိုပြီးတော့ကြည့်လိုက်ဟုတ်ပြီကျွန်တော်မောင်မောင်တယောက်တည်းကိုပဲမောင်မောင်ရှိတဲ့လူတယောက်တည်းကိုပဲပြင်နေတဲ့အတွက်ကျွန်တော်ဖြစ်တာရေးမယ် name ဆိုပြီးတော့ကြည့်လိုက်မယ် name ဘယ်လိုနဲ့ညီရတာလဲဟုတ်မောင်မောင်နဲ့ညီတဲ့လူမောင်မောင်နဲ့ညီတဲ့လူကိုကျွန်တော်ပုံမှန်တိုင်းပဲကျွန်တော်အတိတ်တို့ဘာလို့မှဆိုစက်တို့အဆက်တို့တော့မယ်ဒီမှာတော့ကျွန်တော်စက်ကိုတုံးသွားပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြင်နေလို့ဟုတ်ပြီအဲ့မှာဆိုရင် ဒေါ်လာဆိုင်လေးပြေးလိုက်မယ် activity set ကျွန်တော်ပြင်နေတာကဘဇုကိုပြင်နေတာဘယ်စီးနှိမ်ကိုပြင်နေတာလဲကျွန်တော်က grade ဆိုရဲစီးနှိမ်ကိုပြင်နေတာဖြစ်တဲ့အတွက်เนาะဒီမှာ dictionary ပုံမှန်လေးနဲ့ပြန်ရေးမယ် GRAC grade ကိုကျွန်တော်ဘာပြောင်းမလဲဆိုရင်ကျွန်တော်30ဆိုပြီးတော့ထားလိုက်မယ်ဒီမှာဆက်ဆက်လာခြင်းရှိရှိရဟုတ်ပြီကျွန်တော် program ကိုကျွန်တော်ဖိလိုက်မယ် run လိုက် ဒီမှာဆို program ပြီးသွားပြီဟုတ်ပြီเนาะဒီဟာလေးထပ် run နေမှာဆိုလို့ဒီ command ကိုပြိုက်လိုက်မယ်ဒီမှာ CC လိုက်မယ်ဟို30ဖြစ်သွားပြီဟုတ်ပြီ30ဖြစ်တဲ့အတွက်ကျွန်တော်ဒီမောင်းမောင်းကိုပဲကျွန်တော်ဖိတ်ပြီးတော့ကြည့်နေတယ်ဆိုတော့ဘယ်လိုကြည့်လို့ရမလဲဟုတ်ဒီနေရာမှာကျွန်တော် file မှာတစ်ခုပဲကြည့်နေတယ်ဆိုဘယ်လိုကြည့်လို့ရမလဲဆိုရင်တော့ ARS ဆိုပြီးတော့ရေးလိုက်မယ် my collection food.fin file 1ဆိုတာရှိပါပြီးတော့အဲ့တော့ဘယ်သူ့ကိုကြည့်မှလဲတော့ခုနက name မောင်မောင်ကိုကျွန်တော်ကြည့်မယ်ဆိုပြီးကျွန်တော်ကြည့်လိုက်မယ် name မောင်မောင်ကိုကြည့်မယ်ထုတ်တဲ့အခါမှာတော့ ID ကိုကျွန်တော်မထုတ်ချင်ဘူးပုံမှန်တိုင်းပဲ ID is equal to 0ဒီမှာဆိုရင်တော့ PR ရဲ့နေ print in as တန်းပြီးတော့ကျွန်တော် print ထုတ်လို့ရပါ file မှာဆိုတန်းပြီးတော့ print ထုတ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင် iterator ရဲ့ object ဖြစ်လာ file mongo ရဲ့ object ဖြစ်နေလို့ကျွန်တော် for နဲ့ပြန်ပြရမယ်ဒီနေရာမှာတော့ကျွန်တော် for မတုံးဘူးတုံးနေရမလို့တခုပဲကျွန်တော် တန်း return ပြန်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တန်းပြီးတော့ print ထုတ်လို့ရတယ်ဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်မောင်းမောင်း grade 10ဆိုပြီးတော့ကျွန်တော်ပြင်ပြီးသားဟာဟိုတန်းပြီးတော့ဖတ်ပါမယ်ဖြစ်ပါဟုတ်ပြီကျွန်တော်ကဒီနေရာမှာအကုန်လုံးကိုကျွန်တော် update ပေးခြင်းနဲ့အကုန်လုံးကိုကျွန်တော်က grade နေဒီမှာကျွန်တော်နှစ်တိုးခြင်းအဲ့ဒါဆိုရင်တော့ဘယ်လိုလုပ်လုပ်မလဲဆိုရင် အကုန်လုံးတိုးနေတာဖြစ်တဲ့အတွက်အကုန်လုံးပြင်နေတာဖြစ်တဲ့အတွက်အဲ့ဒီ money ကိုတုံးမယ်အဲ့တော့ my collection ဆိုတော့အဲ့ဒီ money ဆိုပြီးတော့ရေးလိုက်အကုန်လုံးတိုးမှာဖြစ်တဲ့အတွက်ဒီနေရာမှာတော့အဲ့လိုလေးရေးလိုက်မယ်တော့ဘာရေးမလဲဆိုရင် dollar sign နဲ့ INC ဆိုပြီးတော့ရေးမယ်ရေးပြီးတော့ဘယ်သူ့ကိုတိုးမှာလဲ grade ကိုတိုးမှာဖြစ်တဲ့အတွက် GRAD grade ကိုတော့ဘယ်လောက်တိုးမှာလဲနှစ်တိုးမှာပဲ နှစ်တိုးမယ်ဆိုရင်တော့ဘယ်လောက်ဖြစ်သွားမလဲ7နှစ်7 7နှစ်24 24ဆိုတော့ဖြစ်တော့ဟုတ်ပြီဒီနေရာမှာဆိုတော့ဒီကောင်တွေကတော့အရင်မိုးမိုးရှဲမှာကျွန်တော်ရေးထားတဲ့ပုံမှန်တိုင်းပဲဖြစ်ပါဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လာမယ်လောက်လောက်ပါလေဟုတ်ပြီတော့ဒီပုံမှန်ထပ် run ပြီးမှဆိုလို့ပြိုင်လိုက်ဒီမှာကြည့်ကြည့်လိုက်မယ်တော့ဒီမှာဆို7နှစ်7 7နှစ်24 24ဆိုပြီးတော့ကျွန်တော် ထွက်သွားပါတယ်ဒါတော့ကျွန်တော်အကုန်လုံးကိုပြင်ရင် update money ကိုဟိုအသုံးပြုပါဟုတ်ပြီနောက်ဆုံးအနေနဲ့ကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော်ဖြတ်ခြင်းဥပမာကျွန်တော်မမကိုကျွန်တော်ဖြတ်ခြင်းလဲဆိုတော့ရိုးရှင်းပါ my collection food store d e n e t e delete ကျွန်တော်မမတယောက်ထဲဖြတ်ခြင်းလဲအတူ delete one ကိုတော့မယ် twitter တော့တော့ခံမရအောင်ဟုတ်ပြီ ရေးလိုက်မယ်တန်ရယ်နီနေဘလူးကိုဖြတ်တင်တာလေဟိုမမဟိုကျွန်တော်ဖြတ်တင်တာဖြစ်တယ်ကျွန်တော်သိလိုက်မယ်ဟုတ်ပြီကျွန်တော်ရိုင်းလိုက်ပြက်လာမှာပြက်လာတော့ဒီမှာတော့တစ်ချက်ကြည့်နေလိုက်မယ်တော့ပြက်သွားပါရင်တော့မှတခုမှတော့၅ခုပဲဖြစ်ပါတော့မမရှိတော့ဟုတ်ပြီ အဲ့ဒါဆိုကျွန်တော်အကုန်လုံးကျွန်တော်ဖြတ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုရင် my collection food.delete m a m y money ဆိုပြီးကျွန်တော်ရေးလို့ရပါတယ်ဖစ်မနေတော့ဘူးဒီတိုင်းပဲရေးလိုက်မယ်ဟုတ်ပြီ program လေးကိုကျွန်တော် run လိုက်မယ်ဆိုရင်ပြင်ပြသွားပြီပြီးသွားပြီဟုတ်ပြီကျွန်တော် refresh ပေးလိုက်မယ်ဆိုရင်အကုန်လုံးပြတ်သွားတယ်ဒါတော့ကျွန်တော်ပိုင်ပုံကိုသုံးပြီးတော့ အခြေခံကျွန်တော် data တွေဟို create လုပ်တယ်ထည့်သွင်းတယ်ပြင်ဆင်မယ်ဖြတ်မယ် update လုပ်တာတွေကိုကျွန်တော်ဆွေးနွေးသွားတာပဲဖြစ်ပါတယ်။ဟိုရိုးရှင်းပါလေ program လေးရတော့ဟိုရိုးရှင်းပါလေဒါတော့ကျွန်တော် program code အကုန်လုံးဖြစ်ပါကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ